အရင်ကဆိုကျွန်တော်ပြောမှာက state သဘောနဲ့ nation သဘောကိုပြောမယ်နော်အဲ့တော့ theory ကိုအရင်ဖတ်ပြမယ်ဗျနော် dictionary ထဲမှာပါတယ် theory သဘောကိုအရင်ဖတ်ပြမယ်အိုးဘယ်လို dictionary ထဲမှာလည်းပါတယ်အဲနောက်တစ်ခါကျွန်တော်တို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလည်းရေးထားတာပေါ့နော်နိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်ပါနော် theory ဖွဲ့စည်းပုံကိုအရင်ပြောပြမယ်ဗျနော် section 1မှာရေးထားတယ် section 1ဆိုတာကပုံမှတ်လို့ခေါ်တယ်နော်နိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်မှာ chapter 1အခန်း1အခန်း1နိုင်ငံတော်အခြေခံမူများဆိုတဲ့ခေါင်းစဉ် basic principle လို့ခေါ်တယ်နိုင်ငံတော်အခြေခံမူများဆိုတဲ့ခေါင်းစဉ်အောက်မှာနိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်မှာမှာနော်ပုံမှတ်အဲ့ဒါကိုအင်္ဂလိပ်လို section 1လို့ခေါ်တယ်အဲ့ဒီ section 1မှာမြန်မာလို့ဆိုလို့ရှိရင်ဘယ်လိုကြီးကလဲမြန်မာနိုင်ငံဒီ အချုပ်အချာအာဏာပိုင်လွတ်လပ်သည့်နိုင်ငံဖြစ်သည်နော်မြန်မာလိုရေးထားတာကအချုပ်အချာအာဏာပိုင်လွတ်လပ်တဲ့နိုင်ငံဖြစ်တယ်တဲ့အင်္ဂလိပ်လိုရေးထားတဲ့အခါကျတော့တေချာတေချာကြည့်နော်စာအုပ်ရှိရင်ပြီးချတာအင်္ဂလိပ်လိုရေးတဲ့အခါကျတော့ Myanmar is an independent um mm. sovereign nation နဲ့ဟော sovereign အချုပ်အချာတွေကိုနော်နော် ပိုင်ဆိုင်တဲ့ independent လွတ်လပ်တဲ့မြန်မာ nation မြန်မာနိုင်ငံဖြစ်တယ်တဲ့ဟောတရားကြည့်မယ်နော်မြန်မာ is an independent sovereign nation အဲ့တော့အချုပ်ချာအဟိုအချုပ်ချာအာဏာပိုင်တဲ့လွတ်လပ်တဲ့နိုင်ငံဖြစ်တယ်အဲ့မှာက nation ဆိုတာရေးကြတယ်နော်ကျွန်တော်စပြောပြီးတော့တရားမှတ်တရားမှတ် nation ဆိုပြီးတော့ဖွဲ့စည်းပုံတည်းမှာ နေရှင်းဆိုပြီးတော့အင်္ဂလိပ်လိုဘာသာပြန်လာတယ်နိုင်ငံဆိုတဲ့နေရာမှာဒါပေမဲ့မြန်မာလူရေးတဲ့ခါကျတော့နော်မြန်မာနိုင်ငံဒီအချုပ်ချာအာဏာပိုင်လွတ်လပ်သည့်နိုင်ငံလို့ရေးတယ်အဲ့တော့နေရှင်းကိုနိုင်ငံလို့တချို့ကထင်ကြတယ်နော်နေရှင်းဆိုတဲ့သဘောကနိုင်ငံမဟုတ်ဘူး तू ကနိုင်ငံတဲ့အစ်င့်မြင့်တဲ့နိုင်ငံပြီးရင်အဲ့ဒီခြားနာချက်ပြောမယ်နော် state နဲ့ nation ခြားနာချက်ထပ်ပြောမယ် ဒါကဖွဲ့စည်းပုံမှာထဲမှာပါတဲ့သဘောကိုပြောတာအဲ့တော့ဒီထဲမှာကဖွဲ့စည်းပုံမှာအခုလိုဖွဲ့စည်းပုံစာကိုဝယ်တဲ့ခါကျရင်နှစ်ပိုင်းပါတယ်အင်္ဂလိပ်လိုတစ်ပိုင်းမြန်မာလိုတစ်ပိုင်းပါတယ်မလားနော်ပြီးလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း15ကိုလှန်လိုက် အခန်း15ကိုလှန်လိုက်လို့ရှိရင်အဲ့ဒီမှာ ရုံးသုံးစာသည်မြန်မာဘာသာ ဖြစ်တယ်အဓိပ္ပာယ်ကောက်လို့ရှိရင်မြန်မာလိုအဓိပ္ပာယ်ပဲကောက်ရမယ်လို့တည်တည်ချာချာရေးပေးရတယ်အခန်း15မှာ နော်ဒါဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာမြန်မာလူပြင်အင်္ဂလိပ်လူပါထည့်ရေးထားတယ်ဆိုတော့အင်္ဂလိပ်လူကိုသူတို့အတိတ်ပဲသွားမကောက်ကောက်မှတ်ထားနော်အင်္ဂလိပ်လူကိုအတိတ်ပဲမကောက်ကောက်မြန်မာလူဘာသာပြန်နာတဲ့မြန်မာလူရေးထားတာကိုပဲအတိတ်ပဲကောက်အောင်မြန်မာလူအတုံးတုံးကိုပဲအတိတ်ပဲကောက်အောင်ဒါဆိုရင်ဘာဖြစ်လို့အင်္ဂလိပ်လူနှလုံး2000ရှစ်မှာထည့်ရေးထားရလဲအင်္ဂလိပ်လူမကောက်ကောက်ဘူးဆိုရင်ရေးချင်လို့ရေးရတာမဟုတ်ဘူး မြန်မာလူရည်ရတာမြန်မာနိုင်ငံသားတွေအတွက်အင်္ဂလိပ်လူရည်ရတာကြတော့နိုင်ငံခြားသားတွေလေ့လာတဲ့ခါကျလို့ရှိရင်တွေ့ရအောင်လို့ဒါပေမဲ့အဲ့လိုအင်္ဂလိပ်ရည်တဲ့ခါကျတော့နိုင်ငံခြားသားတွေပို့ပြီးမြင်သာထင်သာရှိအောင်ဒီနိုင်ငံကဘယ်လိုနိုင်ငံဖြစ်တယ်ဆိုတာကိုမြင်သိကျင်တာလေ nation ဆိုတဲ့နိုင်ငံဖြစ်တယ်ဆိုတာကိုမြင်သိကျင်တာနော်ဒါပေမဲ့ nation ဆိုတာနိုင်ငံလို့ဒါလိုက်ပါတာမပြန်ဘူးအဲ့တော့ဖွဲ့စည်းပုံကိုလေ့လာတဲ့သူမှသိမြတ်တည်တယ်နေရှင်းသည်နိုင်ငံမဟုတ် နိုင်ငံတဲ့အဆင့်မြင့်တယ် နော်နိုင်ငံတဲ့အစစ်မြင်တယ်ပြီးရင် definition ကို dictionary ကပါ definition ကိုကျော်ရှင်းပြနောက်တစ်ခါ section 3ပုံမှန်၃မှာထက်ကြည့်နိုင်ငံတော်သည်တဲ့တိုင်းသားဘောင်းဆောင်တိုင်းသားလူမျိုးဘောင်းဆောင်တို့နေထိုင်ကြသောနိုင်ငံဖြစ်သည်တဲ့အဲနိုင်ငံတော်သည်တိုင်းသားလူမျိုးဘောင်းဆောင်နေထိုင်ကြတဲ့နိုင်ငံနိုင်ငံဖြစ်တယ်အဲ့ဒီမှာလဲနိုင်ငံလို့ထည့်ထားတယ်ဒါပေမဲ့အဲ့ဒီမှာကျတော့အင်္ဂလိပ်လိုဘာသာပြန်တဲ့အခါကျတော့ဘယ်လိုပြန်လဲ section 3မှာဘယ်လိုပြန်လဲ the state is where အဲ့ဒီနိုင်ငံမှာတဲ့ multi national reserves တဲ့တိုင်းသားလူမျိုးပေါင်းစုံဟာတဲ့ collectively တဲ့စုစုစည်းစည်းနဲ့ reside နေထိုင်ကြရတယ်တဲ့ဟောအင်္ဂလိပ်လိုဒီမှာရေးရတဲ့ကျတော့ state လို့ရေးတယ်မြန်မာလိုမှာကျတော့နိုင်ငံလို့သုံးတယ်ပုံမှန်တက်မှာကျတော့မြန်မာလိုကျတော့နိုင်ငံသုံးပြီးတော့ပုံမှန်တက်မှာကျတော့နိုင်ငံကို nation လို့သုံးတာတဲ့အဲ့တော့ဘာဖြစ်လဲ ိုင်ငံခြားသားတွေမြင်တဲ့အခါကျလို့ရှိရင် nation ဆိုတာဒီဥပဒေသဘောအရဘလူနိုင်ငံလဲဆိုတာကိုမြင်စေခြင်းလို့နိုင်ငံခြားသားတွေအတွက်ပဲရေးကားတာနော်မြန်မာနိုင်ငံသားတွေအတွက်ကတော့မြန်မာလိုပဲအတိတ်ပဲကောက်ကမယ်အင်္ဂလိပ်လိုအတိတ်ပဲသွားမကောက်ကအောင်အင်္ဂလိပ်လို dictionary ဒီ political dictionary လှန်ကြည့်လို့မရဘူးမြန်မာလိုစာတွေကို dictionary လှန်ကြည့်ပြီးတော့ဘာသာပြန်ခွင့်မရှိဘူးဘာဖြစ်လို့လဲအခန်းစာ၅မှာရေးရတာကယုံသုံးစာကမြန်မာစာဖြစ်တယ် အတိတ်ပဲကောက်ရင်မြန်မာလိုပဲကောက်ရမယ်လို့ရေးထားတာမို့လို့နော်အဲ့တော့ပုံမှန်တင်တဲ့ပုံမှန်သုံးပါနော်ဗမာလိုရေးနိုင်ငံပဲရေးတာဒါပေမဲ့အဲ့မှာအရေးသားမှာကြတော့သုံးမှာကြတော့ပုံမှန်သုံးမှာ state လို့ရေးတယ်ပုံမှန်တင်မှာ nation လို့ရေးကြတယ်ဒါဆိုရင်ဘာခြားနားနေတာလဲ nation သဘော state သဘောကဘာလဲဆိုတာကိုသိဖို့လိုအပ်သွားပြီဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကြည့်ကြည့်ရအောင် state ဆိုတာကနိုင်ငံတိဆောက်တယ်လို့ခေါ်တယ်ဗျ state ဆိုတာနိုင်ငံတည်ဆောက်တယ်လို့ခေါ်တယ်။ nation ဆိုတဲ့သဘောကြတော့အဲ့ဒီနိုင်ငံတည်ဆောက်ထားတဲ့အစင်းမြင့်တယ်။အဲ့တော့ကျွန်တော် nation ကိုကျွန်တော် theory ထဲမှာကျွန်တော်ကြည့်ပြပြပေးမယ်။ a large bodies of people united လူတစုက united စုစုစည်းစည်းရှိနေတယ်။စုစည်းနေတယ်။ by common descent ကွန်မန်ဒီဇန်ဆိုတာမျိုးနွယ်တူကိုပြောတာ history ကွန်မန် history ရင်ကျင်းမှုတွေလည်းတူကြတယ်ကွန်မန် culture เนาะဘာဖြစ်လဲတမိုင်း history တမိုင်းကြောင်းတွေဘုံတမိုင်းကြောင်းတွေလည်းတူကြတယ်เนาะကွန်မန် culture ဘုံရင်ကျင်းမှုတွေလည်းတူကြတယ်တဲ့နောက်က all language တဲ့ဘာသာစာပေတွေလည်းပဲတူညီမှုတွေရှိကြတယ်တဲ့အဲ့ဒီ large body ဆိုပြီးပဲကဘာဖြစ်လဲ inhabiting တဲ့ အခြေချနေထိုင်ကြတယ်တဲ့ A particular countries or territory ပဲနိုင်ငံတစ်နိုင်ငံသို့မဟုတ်နယ်နိမိတ်အပိုင်းခြားတစ်ခုမှာအခြေချနေထိုင်ကြတဲ့သူတွေဒီဘာသာစာပေယဉ်ကျေးမှုထုံးတမ်းစင်လာတယ်ဘုံအားဖြင့်တူညီကြတဲ့လူတစုနေထိုင်တဲ့နေရာကို nation လို့ခေါ်တယ်တဲ့နော် state ကြတော့အဲ့လိုမဟုတ် state ကနိုင်ငံတိဆောက်ခြင်းနိုင်ငံလို့ခေါ်တယ်နော်နိုင်ငံလို့ခေါ်တယ်ဒီမှာကျတော့ nation ကြတော့ နိုင်ငံတဲ့အစ်မြင့်သွားပြီနော်နိုင်ငံတဲ့အစ်မြင့်သွားပြီဘာဖြစ်လဲလူမျိုးပေါင်းစုံဘာသာစာပေရင်ကျင်းမှုထုံတန်းစင်လာတွေအတူတကွနေထိုင်ကြတဲ့နိုင်ငံကိုမှဘာဖြစ်လဲ nation လို့သုံးတယ်ဒါဆိုရင်အခုတို့နားလည်ရမှာက state ဒီနိုင်ငံလို့ခေါ်တယ် nation ဆိုတာကြတော့အဲ့ဒီနိုင်ငံတဲ့အစ်မြင့်တယ်ဘလို့အစ်မြင့်တာလဲဆိုရင် nation ဆိုတာအမျိုးသားကြီးတွေပါလာတယ်အမှလူတစုလေ ဘာသာစာပေယဉ်ကျေးမှုတူတဲ့မျိုးနွယ်တူတွေကျောင်းမြန်မာနိုင်ငံကြီးဘလို့နိုင်ငံလဲ135မျိုးလို့စုစုစည်းစည်းနဲ့ A large body ဆိုပြီးပဲ135မျိုးလို့ United ဖြစ်နေတယ်နော် inhabited အခြေချနေထိုင်ကြတယ်ဒီ territory သို့မဟုတ်ဒီ country ပေါ်မှာအဲ့တော့135မျိုးလုံးရဲ့အမျိုးသားအကျိုးစီးပွားတွေနဲ့တိစောက်ထားတဲ့နိုင်ငံကို nation လို့ခေါ်တယ်ဗျ။ပေးချာကြည့်နော် လူမျိုးတစ်မျိုးတည်းတိဆောက်တဲ့နိုင်ငံဆိုတော့ state လို့ခေါ်တယ်။နော်လူမျိုးတစ်မျိုးတည်းတိဆောက်တယ်ဆိုရင် state လို့ခေါ်တယ်။သူကနိုင်ငံတိဆောက်ခြင်း။ဒါပေမဲ့ nation ဆိုတာကြတော့အဲ့ဒီ state တဲ့အဆင့်မြင့်တယ်။လူမျိုးစုတွေအများကြီးအတူတကွပေါင်းစည်းပြီးနေထိုင်တဲ့နော်မျိုးသားအကျိုးစီးပွားတွေကိုဥထိပ်ထားပြီးတော့သူ့ကျိုးကိုကျိုးသူ့ယဉ်ကျေးမှုကိုယ်ယဉ်ကျေးမှုဘုံအားဖြင့်ဆက်နွယ်ပြီးတော့အတူတကွနေထိုင်ကြတဲ့နိုင်ငံကိုမှ nation လို့ခေါ်တယ်။ ဒါဆိုရင် nation ဆိုတာကအမျိုးသားရေးဇယိုက်လက္ခဏာတွေပါတယ်အမျိုးသားစီလုံးညီညွတ်ရေးတွေပါတယ်အမျိုးသားရင်ကြားစေရေးတွေပါတယ်နိုင်ငံတနိုင်ငံကို nation လို့ခေါ်တယ်ဗျเนาะအဲ့တော့ကျွန်တော်တို့ကဒါဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပုံမှန်တက်မှာလဲဗမာလိုရေးတော်နိုင်ငံပုံမှန်သုံးမှာလဲဗမာရေးလိဗမာလိုရေးတော်နိုင်ငံဒါပေမဲ့အင်္ဂလိပ်လိုဘာသာပြန်တော့ပုံမှန်တက်မှာဘလို့ရေးကြတယ် nation လို့သုံးတယ်ပုံမှန်သုံးမှာကြတော့ state လို့သုံးတယ်เนาะ state မှာကြတော့เนาะ ဗမာလိုလေနိုင်ငံနေချင်းမာလေဗမာလိုနိုင်ငံအဲ့တော့မြန်မာနိုင်ငံကဘလို့နိုင်ငံလဲလူမျိုးပေါင်းစုံတော့နေတယ်ဒါပေမဲ့ဘာဖြစ်လဲ nation breeding ဖြစ်တယ်နော်135မျိုးလို့ပေါင်းစည်းရတဲ့အတွက်ကြောင့် nation building ဖြစ်တယ်။အဲကြောင့်ပုံမှန်တက်ကအရေးကြီးဆုံးနိုင်ငံသားတွေဖတ်တဲ့အခါကျလို့ရှိရင်မြန်မာ is an independent sovereign nation တဲ့။လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်တဲ့အမျိုးသားနိုင်ငံဆိုတဲ့သဘောကိုပုံမှန်တက်မှာတေချာရေးပေးတာ။ဗမာလူကတော့အမျိုးသားနိုင်ငံလို့မရေးဘူး။ နိုင်ငံလို့ပဲထည့်ရေးတယ်နိုင်ငံသားတွေဖတ်ရင်မျိုးသားနိုင်ငံမင်းသိအောင် nation နဲ့တုံးပေးတာလားအဲအဲ့လိုသွားတယ်ဗျနော်ဒါဆိုရင် state နဲ့ nation နဲ့နားလည်မယ်ထင်တယ်အဲ့တော့ nation ဆိုလို့ရှိဟို state ဆိုလို့ရှိရင်ဥပဒေတွေဥပဒေရတရားဝင် နိုင်ငံတစ်ခုတည်ဆောက်တာအဲ nation ဆိုလို့ရှိရင်တော့အဲ့ဒီဥပဒေတွေအပြင်ကို အမျိုးသားဂျိုးစီဘွားတွေမျိုးသားမျိုးသားရေးတွေမျိုးချစ်စိတ်တွေတိုင်းသားစီလုံးညီညွတ်ရေးတွေဒါတွေမှာပါဝင်တဲ့နိုင်ငံကို nation လို့ခေါ်တယ်ဒါဆို state နဲ့ nation ကွဲပြားချက်ကိုသိပြီနော်တကူတတိထားမှာကဘာသာအဓိပ္ပာယ်ကောက်တာကိုတတိထားမှာနော် အင်္ဂလိပ်လို့အဓိပ္ပာယ်မကောက်ကောင်ကျွန်တော်ကအင်္ဂလိပ်လို့ဆိုတာသိရှိအောင်လို့ပဲထည့်ပေးထားတာ 2008တဲမှာကဗမာလူပဲရုံးတုံးစာဖြစ်တယ်မြန်မာလူပဲအတိတ်ပဲကောက်ကားတယ်နော်အင်္ဂလိပ်လူတော့အတိတ်ပဲမကောက်ကားဘူးဒါကြောင့်မလို့အင်္ဂလိပ်လူရေးထားတာကိုမြန်မာနိုင်ငံသားတွေဖတ်ခွင့်ဖတ်ပြီးတော့အလုံးကောက်ကောက်စရာမလိုဒါပေမဲ့ဘသူတွေကအဲ့လိုတွေချင်းတယ်လဲဆိုတော့ကိုကိုကြီးတို့မြအေးတို့ကိုနီတို့ကကြတော့အဲ့ဒီမှာအင်္ဂလိပ် dictionary တွေဖတ်ပြီးတော့ဟာဒီနိုင်ငံကြီးကနော်နေရှင်းနိုင်ငံတွေစတိတ်နိုင်ငံတွေနဲ့အဲ့လို မတို့အမှဟိုကိုနီရေးထားတဲ့ဖွဲ့စည်းပုံဘယ်လိုပြင်ကြမလဲဆိုတော့ကိုနီရေးထားတဲ့စာအုပ်ဝက်ဖက်လို့ရှိရင်ဒီသဘောတွေကို तू ဘယ်လိုပြောလဲဆိုတာတွေ့လိမ့်သူတို့ကအင်္ဂလိပ်လိုတွေလုံးကောက်ကောက်ပြီးတော့ဒီဖွဲ့စည်းပုံကမမှန်ပါဘူးဆိုပြီးတော့ဂျင်းခဲ့တယ်ကိုနီကဒီဖွဲ့စည်းပုံကမမှန်ပါဘူးဆိုပြီးတော့ဘယ်မှန်မလဲသူတို့ကအင်္ဂလိပ်လိုလုံးကောက်ကောက်တာလေအင်္ဂလိပ်လိုအဓိပ္ပာယ်ပြန်တာလေမြန်မာနိုင်ငံကအဲ့လိုအင်္ဂလိပ်လိုအဓိပ္ပာယ်ပြန်လို့မရဘူး2008ကမြန်မာလိုပဲဘာသာပြန်ရမယ်မြန်မာလိုပဲအဓိပ္ပာယ်အဓိပ္ပာယ်ကောက်အောင် နော်အဲ့လိုလေးတွေရှိပါတယ်ဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာမြန်မာလိုပဲအသေးပဲကောက်ခါတယ်မြန်မာလိုပဲဘာသာပြန်ရတယ်အင်္ဂလိပ်လိုကိုကင်ဝဲမရှိဘူးနော်အင်္ဂလိပ်လိုသွားကင်ပြီးတော့မြန်မာလိုရေးရတာကမှားပါတယ် definitionary မှာဒီလိုပြောထားတာမဟုတ်လို့မြန်မာလိုရေးထားတာမှားတယ်ဒါကြောင့်လို့ဒီဖွဲ့စည်းပုံကမကောင်းပါဘူးအဲ့လိုပြောခွင့်မရှိဘူးအဲ့ဒီလိုသွားပြောရင်တော့တက်မတော်နဲ့ဘောင်းမယ်ဖြစ်နေလိမ့်မယ်နော် တက်မတော်ကသူကဖွဲ့စည်းပုံကိုရေးထားတာကားကိုသူကသီအိုရီနဲ့တရားချိန်ထိုးပြီးတော့ရေးထားပြီးသားဒါကြောင့်မလို့သူကနိုင်ငံသားတွေမြင်ဖက်လို့ရအောင်လို့အင်္ဂလိပ်လိုထည့်ရေးပေးကြတာတကယ်ကအင်္ဂလိပ်လိုကတရားမဝင်မြန်မာနိုင်ငံမှာဥပဒေနဲ့ပတ်သက်လို့ရှိရင်နော်အင်္ဂလိပ်လိုကတရားမဝင်အင်္ဂလိပ်လိုဖက်ခွင့်မရှိဘူးအင်္ဂလိပ်လိုဥပဒေမှန်သမျှကတရားမဝင်ဘူးဘာဖြစ်လို့လဲ2008မှာကကိုခန်းဆန်ကားမှာရုံသုံးစာတိမြန်မာလိုမြန်မာစာဖြစ်တယ် အဓိပ္ပာယ်ကောက်ရင်မြန်မာလိုပဲကောက်ရမယ်လို့ပြောထားတာမြန်မာလိုရေးသားချက်ဒီပေါ်မှာပဲအဓိပ္ပာယ်ကောက်ရမယ်ဒါကြောင့်မို့အင်္ဂလိပ်လိုရေးထားတဲ့ဥပဒေမှန်တယ်များကိုသွားပြီးတော့ကိုလိုချင်ရာ dictionary လှန်ပြီးတော့ဘာသာပြန်ပြီးတော့အဓိပ္ပာယ်ပြန်လို့ရှိရင်တော့2000နဲ့လွဲသွားမယ်